လာဆိုတော့ဟိုကျွန်တော်တို့ IP နိုင်ငံရေးထဲမှာတော့ကျွန်တော်တို့အလေးစားရဆုံးဆိုတဲ့ပုံကိုကြီးထဲမှာပါတာပေါ့နော်ဟိုသူ့ကိုလေးစားရတဲ့အကြောင်းတွေကလည်းအများကြီးရှိပါတယ်သူပထမတစ်ခုကအူလာဆိုကပြည်စဆုံးမှုမြင့်မာတဲ့နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ခေတ်သူတို့အခါကအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး။အဲ့ဒီအင်ဂျင်နီယာဆိုတဲ့ဟိုသူ့ဘဝတက်လန်းကိုဆော့ရက်ပြီးတော့မှနိုင်ငံရေးလောကတွေကိုခြေစုံပြီးပြီးတော့ဝင်ခဲ့တဲ့လူဖြစ်တယ်။ခုဆုံးမှုမြင့်မာတဲ့အပြင်ပြည်စဆုံးမှုလည်းရတဲ့အပြင်ဟို သူရုပ်ဖြာရိုးသားဖြောင်းမဲ့တဲ့နေရာမှာလဲစက်ပြူလောက်တဲ့ပုံပေါ်ဖြစ်တယ်။နှလားသားလောက်လာတဲ့နိုင်ငံရေးသက်တမ်းတစ်လျှောက်မှာဟိုကျွန်တော်အနေနဲ့ငွေကြေးလေးသုံးစားလောက်တာအာနာလေးသုံးစားလောက်တာဟိုမိမရှုပ်တာဆိုတဲ့အပြုကျွန်တော်အနေနဲ့တခါမှမကြားခဲ့ဘူး။နောက်တစ်ခုကပြန်ဟိုဟဲ့ဟဲ့မကြည့်ဘူး။ဟဲ့ဟဲ့မကြည့်ဘူး။ဟိုမနေ့ကအဆာလူငယ်မနေ့ကမှနိုင်ငံရေးလောကထဲကိုရောက်လာတဲ့လူငယ်လူသစ်တွေနဲ့လေဟိုဒုတုပေါင်းဖက်ဆက်ဆံပြီးတော့မှဆွေးနွေးနိုင်တယ်၊လုတ်ကြိုင်နိုင်တယ်။ပြီးတော့ နိုင်ငံရေးရအတွေးအမြင်ကြီးတယ်ခံယူချက်မြင့်ပါတယ်ကိုအုတ်တိုင်းမှန်ရကိုပြောဆိုရတဲ့တတိရှိတာကိုဒါတွေဟာကျွန်တော်တို့ကကုလသဝေကိုနိုင်ငံရေးရလေးစားရတဲ့အချက်တွေတွေ့တွေ့